မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေစုရောအဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွေ့ကောရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး6အပိုင်ငယ်7ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်အချင်းကောရင်သူလူတို့ငါတို့နှုတ်သည်သင်တို့အားဖွင့်လျက်ရှိ၏ စိတ်နှလုံးတည်လဲကျယ်ဝန်ဤဒီမှာဘာတွေ့ရလဲဆိုတော့ရှင်ပေါလုကကောရင်သူအသင်းတော်မှာရှိတဲ့သူတွေကိုဘာတွန်တင်လဲဆိုရင်သူတို့ဟာကောရင်သူအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေအတွက်ဆိုရင်အမြဲတမ်းစိတ်နှလုံးကျယ်ဝန်းတဲ့အကြောင်းအစဉ်သင့်ရှိတဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်ဒီထဲမှာကျွန်တော်သဘောကျတာကတော့စိတ်နှလုံးကျယ်ဝန်းနေဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့က စိတ်နဲ့လူနဲ့အသက်ရှင်ကြတာဖြစ်ပါတယ်ခံစားချက်တွေရှိတယ်စန္ဒစိတ်တွေရှိတယ်ဖြစ်ချင်တာတွေမဖြစ်ချင်တာတွေလှုပ်ချင်တာတွေမလှုပ်ချင်တာတွေဒီလိုမျိုးစိတ်နေသဘောထားတွေအမျိုးမျိုးရှိပါတယ်လူတိုင်းကိုတော့ကျွန်တော်တို့ကစိတ်သဘောထားမကောင်းနိုင်ဘူးလူတိုင်းပေါ်မှာလဲကျွန်တော်တို့ကစိတ်ထားကောင်းဖို့ရန်မဖြစ်နိုင်ဘူးလူတိုင်းပေါ်မှာလဲကျွန်တော်တို့ကစိတ်အမြင်ကြီးနေကြတာလဲမဟုတ်ဘူးလူဆိုတော့မုန်းတဲ့ခါလဲရှိတယ်ချစ်တဲ့ခါလဲရှိတယ် တခါလေစိတ်ထားကောင်းတဲ့ခါလဲရှိတယ်စိတ်ထားမကောင်းတဲ့ခါလဲရှိတယ်ရက်ရောတဲ့ခါလဲရှိတယ်မရက်ရောတဲ့ခါလဲရှိတယ်တချို့လူတွေအတွက်ဆိုရင်စိတ်နှလုံးတကားကိုပိတ်ထားတယ်သူတို့နဲ့ပတ်သက်ပြီးဘာမှစိတ်မဝင်စားဘူးဘာမှလည်းမလုပ်ပေးချင်ဘူးအဲ့လိုရှိတယ်တချို့လူတွေအတွက်ဆိုရင်ကျွန်တော်တို့ကစိတ်နှလုံးတကားဖွင့်ထားတယ်သူတို့အတွက်ဆိုရင် အစင်သင်အမြဲတမ်းကူညီခြင်းနဲ့မဆားခြင်းနဲ့ဒါမျိုးစိတ်ထားတွေရှိကြတာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကပေါလုပေါ်မှာလုံလောက်တဲ့တုံ့ပြန်မှုကောင်းတဲ့တုံ့ပြန်မှုတွေရှိနေကြတာတော့မဟုတ်ဘူးပေါလုကလည်းကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုချီးမွမ်းခံထုတ်ပြီးတော့မှချိန်နဲ့လောက်တဲ့အသက်ရှင်မှုမျိုးနဲ့ရှိနေကြတာတွေလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့အသက်တာဝိညာဉ်ရေးရာအတွက်ဆိုလို့ရှိရင်တော့ရှင်ပေါလုကစိတ်နှလုံးကျယ်ဝန်းတယ်လို့ဖော်ပြထားတာတွေ့ရတဲ့အခါမှာ အင်မတန်မှကျွန်တော်တို့အတွက်သင်ခန်းစာယူစရာဖြစ်ပါတယ်ကျွန်တော်တို့ဘောမှာကောင်းတဲ့သူကိုသာကျွန်တော်တို့ကအကောင်းဆုံးတုံ့ပြန်ခြင်းနဲ့ကျွန်တော်တို့ဘောမှာမကောင်းတဲ့သူဆိုရင်ကျွန်တော်တို့ကမကောင်းတဲ့တုံ့ပြန်မှုကို ပေးခြင်းနဲ့ကျွန်တော်တို့တစ်ခါတလေမှာစိတ်နာကြီးရတဲ့သူတွေအတွက်ဆိုရင်စိတ်နှလုံးတကားတွေပိတ်ထားတယ်ကျွန်တော်တို့ဘောမှာတုံ့ပြန်မှုကောင်းတဲ့သူတွေကိုတော့ကျွန်တော်တို့စိတ်နှလုံးကြဲဝန်းတတ်တယ်ဒီလိုမျိုးစိတ်နေသဘောထားအခြေအနေတွေရှိလင့်ကစားကျွန်တော်တို့က ဘသူကိုမဆိုစိတ်နှလုံးကြဲဝန်းနိုင်ဖို့လိုပါတယ်။သဘောထားကြီးဖို့လိုပါတယ်။ကျွန်တော်ရဲ့စိတ်နှလုံးက သူတစ်ပါးတွေကိုဖွင့်ပေးထားဖို့လိုတယ်ဆိုတာကို နားလည်သိချင်ပါတယ်။သဘောကတော့ကျွန်တော်တို့ကလိုအပ်နေတဲ့သူတွေအားနည်းနေတဲ့သူတွေကို နားလည်ပေးပြီးတော့သူတို့ပေါ်မှာကျွန်တော်တို့အကောင်းဆုံးစိတ်နေသဘောထားနဲ့တုံ့ပြန်နိုင်ဖို့အင်မတန်အရေးကြီးတယ်ဆိုတာကိုနားလည်သိရှိသိချင်ပါတယ်။စိတ်သဘောထားကြီးဖို့လိုပါတယ်။ စိတ်နှလုံးကြဲဝန်းဖို့လိုပါတယ်လူတိုင်းအတွက်ကျွန်တော်ရဲ့စိတ်နှလုံးဟာအစဉ်သင့်ဖြစ်နေဖို့လိုပါတယ်အကောင်းဆုံးတွေကို ပေးမျှနိုင်ဖို့အကောင်းဆုံးစကားတွေကိုပြောနိုင်ဖို့အကောင်းဆုံးကျွန်တော်တို့ကူညီမဆာနိုင်ဖို့ရအတွက်ကျွန်တော်တို့စိတ်နှလုံးကြဲဝန်းနေဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့လူတဘောစန္ဒအားဖြင့်ဆိုရင်တော့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးသို့တော်လည်းပဲဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအားဖြင့်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်ဘုရားခင်လှုပ်ပေးမယ်ဆိုရင်ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ပေါ်မှာစိတ်နှလုံးကြဲဝန်းတဲ့သူတွေကိုယေရှုတင်ရမှာဖြစ်တယ်လို့ကျွန်တော်တို့ကလည်းပဲသူတော်ဘာတွေပေါ်မှာစိတ်နှလုံးကြဲဝန်းဖို့လိုပါတယ်သူတွေအားနည်းချက်တွေကို လက်ခံနိုင်တဲ့စွမ်းအားရှိဖို့လိုပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုယေရှုတင်ပါတယ်စိတ်နှလုံးကြဲဝန်းတဲ့သူဖြစ်စေပါကျွန်တော်တို့ပေါ်မှာကောင်းတဲ့သူတွေလောက်ကိုသာကောင်းတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်ပေါ်မှာမကောင်းတဲ့သူတွေပေါ်မှာလဲကျွန်တော်တုံ့ပြန်တဲ့အခါမှာအကောင်းဆုံးဖြစ်စေဖို့မဆာပါယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောယေရှုပြု၍မဆာပါမိအကြောင်းတနေ့တာလုံးအတွက်လက်ဝဲအနှံလျက်ခန္ဓာစိတ်ဝိညာဉ်ကောင်းစားခြင်းအခွင့်နဲ့ကိုရောရဲ့အကွဲကာထဲမှာရှိစေဖို့ယေရှုခရစ်တော်နာမ၌တနေ့တာကိုအစပြုဆက်ကပ်ပါ၏အာမင်